ျွန်တော်တို့ဒီ Bitcoin လို့ပြောလိုက်ရင် Satoshi Nakamoto ဆိုတဲ့လူဒါမှမဟုတ်ဖွဲ့ဖွဲ့ရာတည်ထောင်ခဲ့ဆိုတော့ကျွန်တော်တော်များတည်ပြီးကြပြီးသားဖြစ်နေမယ်။ဒါပေမဲ့ Bitcoin ကိုပေါ်စီခဲ့တဲ့နောက်ွယ်ကကမ္ဘာတမိုင်းဝင်ဖြစ်ရဆိုရအကြောင်းကိုသိရတဲ့သူကတော့နည်းမယ်ထင်တယ်ဒီနေ့ကျွန်တော်အားပြောပြရမယ်ဘစ်ကွိုင်းကိုပေါ်စေခဲ့တဲ့တမိုင်းဝင်ဖြစ်ရဆိုက2008ကပတ်စီးပွားပြက်ကဖြစ်တယ်2008ကပတ်စီးပွားပြက်ကအမေရိကန်နိုင်ငံမှာစပြီးတော့ကျွန်တော်ကဘာတော်များနိုင်ငံတော်များကိုကျွန်တော်ကူးဆက်သွားတယ်ဒီလိုကူးဆက်သွားပြီးတော့တော်တော်များဒုက္ခရောက်ကြတယ်ဗောဗျာအဲ့ဒီအချိန်မှာဆော်ရီရှိနာကာမိုတိုဆိုတဲ့ ဒီအဖွဲတစ်ဖွဲတောင်းမို့လူတယောက်ကနေပြီးတော့ idea တစ်ခုရတယ်ငါတို့ဒီငွေကြေးစနစ်တစ်ခုဖန်တီးကြည့်အောင်ဒီငွေကြေးစနစ်ကဒီကဘာပေါ်မှာဘယ်ဆိုရမှထိန်းချုပ်လို့မရတဲ့စနစ်ဖြစ်ရမယ် ကဘာမှရှိတဲ့လူတိုင်းလူတိုင်းဘယ်သူမှမဆိုလွတ်လွတ်လပ်လပ်သုံးလို့ရတဲ့စနစ်လည်းဖြစ်ရမယ်။ပြင်ပနှောက်ရှက်မှုတွေလုံးဝမရှိဘူး။ပြင်ပနှောက်ရှက်မှုလုံးဝမရှိတဲ့ပြင်ပနှောက်ရှက်မှုတွေကြောင့်မໃຫရလဲနိုင်တဲ့စနစ်တခုဖြစ်ရမယ်ဆိုပြီးတော့သူက Bitcoin white paper ကိုဒီတင်ခဲ့တယ်ပေါ့နော်။ဒီ white paper ကိုတွေ့လိုက်တဲ့ ID သမားတွေစိတ်ဝင်စားတဲ့သူတွေက Bitcoin blockchain ကိုစပြီးတော့သူတို့ရဲ့ကွန်ပျူတာမှာ run ကြတယ်။ဒီလို run run နဲ့ကျွန်တော် Bitcoin ကဒီ ID သမားတွေစိတ်ဝင်စားတဲ့ net pay တွေကြားထဲမှာပဲ အာကျင်လည်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဒေါ်လာ3000ကျော်သွားတဲ့နောက်ပိုင်းမှာတော်တော်အများကြီးစိတ်ဝင်စားမှုကိုကျွန်တော်တို့အများကြီးရရှိခဲ့တယ်ဘလောက်ထိလဲဆိုရင်ကျွန်တော်တို့ဒီ Satoshi Nakamoto ကြည်မရတဲ့ဘန်နေလုပ်ငန်းတွေအစားကျွန်တော်တို့ Bitcoin ကိုသူတို့ဝယ်လာရတယ်အဲ့တော့ကျွန်တော် Satoshi Nakamoto က Bitcoin ကိုလောရတာကဒီဘန်နေဒီဘန်နေကကျွန်တော်တို့ဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ငွေကြေးတွေကိုမတရားလုပ်နေတာကိုသူက ြည့်မရလို့ဗောနော်ဒါပေမဲ့ဒီဘန်နေကိုရိုင်းကသူတီထောင်ထားတဲ့ဘစ်ကွိုင်းကိုပြန်ဝယ်နေရပြီဆိုတော့ဒါကတော့တော်တော်အခြေအနေကောင်းလာပြီလို့ကျွန်တော်အာပြောလို့ရတယ်